တော်လိုင်းတပ်ပေါင်းစုကမေရှိရမှာသိမ်းပိုက်လိုက်တဲ့ပဲခူးတိုင်းရွှေရှင်မြို့နယ်ညောင်ချီရောက်ရွာကအမှတ်998ချင်းမြန်တက်ရင်ကိုစစ်ကောင်စီတပ်တွေကတံပြန်ထိုးစစ်ဆင်လာတဲ့အတွက်သိမ်းမိထားတဲ့လက်နက်တွေကိုယူပြီးတော်လိုင်းတက်တွေပြန်လဲဆုတ်ခွာလိုက်တယ်လို့ KIC Current Information Center ကဖော်ပြပါတယ်။ KNL ကမြို့သားလက်မြောက်တက်မတော်တက်မှာသုံးတက်ဖွဲ့ဝင်တွေ PDF တက်တွေဒေသခံမဟာမိတ်တွေက ဒီစခန်းကိုသိမ့်ပိုက်စင်မှာစစ်သား30ကျော်အလောင်းကို တွေ့ရှိတယ်တချို့ကိုလက်ရဖမ်းမိတယ်တန်ရင်းမှုနဲ့အဖွဲကတော့ထွက်ပြေးသွားတယ်လို့ဆိုပါတယ်67မီလီမီတာမော်တာအပါအဝင်လက်နက်မျိုးစုံ80ကျော်သိမ်းဆီးရမိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်မေဆေရဲ့မှာတော့စစ်ကောင်စီတပ်ဘက်ကလေရင်တွေသုံးပြီးမြေပြင်ထိုးစစ်အပြင်းထန်လှုပ်လာတဲ့အတွက်လိုအပ်တာတွေကိုသိမ်းပြီး အထီးအခိုက်မခံဘဲဆယ်ရက်နေ့ညပိုင်းမှာပြန်ခွာလိုက်တယ်လို့ KNL တာဝန်ရှိသူဒူးကပြောပါတယ်။ဒါပေမဲ့မြစ်ကျိုးအပါအဝင်တချို့နေရာတွေမှာတိုက်ပွဲဆက်ဖြစ်နေပြီးစစ်ကောင်စီတပ်တွေကတော်လိုင်းတပ်တွေကဖျက်တောက်တိုက်ခိုက်နေစေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ KNL တမ9ဒေသဖန်ခရိုင်ပိုင်ကျုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့တာလေပြူဟာစခန်းကို တော်လိုင်းတပ်တွေကထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးကရင်ဒေသခံတို့ထိုင်းနိုင်ငံမဲလာထရွာဘက်ကိုထပ်မံထွက်ပြေးနေတယ်လို့ KIC ကဖော်ပြပါတယ်မေလ9ရက်မှာ တခေါ်ပြီးခွီးစခန်းကို KNL နဲ့မာမိတ်တပ်တွေကသိမ်းပိုက်ပြီးလို့အရင်ထွက်ပြေးလာတဲ့ရွာသား250ခန်းကိုတောင်ရိပ်မြစ်ကိုဖျက်ပြီးပြန်ပို့ပြီးမှ အဲ့ဒီစခန်းရဲ့အထက်ဘက်မှာရှိတဲ့ဒါလေဘီဝါစခန်းမှာတိုက်ပွဲဆက်ဖြစ်တာကြောင့်အခုလိုတခြားရွာကရွာသားတွေထပ်မံထွက်ပြေးလာနေတာလို့ဖော်ပြထားပါတယ်။အယဝရီတိုင်းကတိုင်းကြောင်းကွာလမ်းပေါ်မှာရှိတဲ့အမြောက်တက်ရင်အမတ်တ344နဲ့ကာကင်းစခန်းတွေကိုအရခတ်တက်တော် AA နဲ့ PDF ပူးပေါင်းတက်တွေက မေ17ရက်မှာစတင်တိုက်ခိုက်နေပြီလို့နေရင်းစရာကဖော်ပြပါတယ်စစ်ကောင်စီဘက်ကစခန်းမကျရေးအတွက်ဒေချောင်းပစ်ကူသုံးပြီးအပြင်းထန်ခုခံနေတယ်ဒါပေမဲ့တိုက်ပွဲကလည်းနဲ့ကြီးတန်းတွေကြားလိုက်ပြန်ချိန်သွားလိုက်ဖြစ်နေတယ်လို့ဒေသခံတူကပြောပါတယ် AA နဲ့ PDF တွေဘက်ကတော့အမတ်တ3လေးလေးတိုက်ပွဲအကြောင်းသတင်းမထုတ်ပြန်သေးပါဘူး စကိုင်းတိုင်းတပရင်မြို့နယ်အိုဒိန်တွင်ကြီးရွာစာတင်ကျောင်းကိုစစ်လေရင်ကဘုံကျဲတဲ့အတွက်ကလေးငယ်တွေနဲ့ဆီယာမတွေအပါအဝင်22ဦးသေဆုံးပြီး40ကျော်တန်ရာရတယ်လို့တပရင်မြို့နယ်ပအာဖပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်မေဆန်နီရဲ့မနေ့ဆိုင်တိုင်းကမှတိုက်လေရင်ကဘုံကျဲသွားတာဖြစ်ပြီးစိုင်းဘွယ်ဖြီဖို့ပြင်ဆင်နေကြတဲ့ចောင်းသားတွေနဲ့ဆီယာမတွေခလေးမိဘတွေ ထိခိုက်သေးဆုံးရတယ်လို့ဖော်ပြထားပါတယ်။ပဲခူးတိုင်းမူးမြို့နယ်ခြေစိုက်အမှတ်439ခြေမြန်တရင်ကစစ်သားစစ်တူ MA 11တနက်တလနဲ့အတူမေ9ရက်မှာ KNL တရင်ရှစ်စီကို အလင်းဝင်လာတယ်လို့ KNU ကရင်မျိုးသားစီယုံဘဟုကသတင်းထုတ်ပြန်ပါတယ်။ ဒီစစ်သားဟာအရင်က YBS ရင်ပေါင်းဖြစ်ပြီးစစ်မှုထမ်းဥပဒေအရအတင်းကျပ်ဖမ်းဆီးခံရလို့တက်ထဲရောက်လာသူဖြစ်တယ်လို့ဆိုပါတယ်ဒီစစ်သားကိုတာဝန်ရှိသူတွေကကြိုဆိုပြီးလက်နက်အတွေ့ကြက်ဆယ်သိန်းချိန်ပြလိုက်တယ်လို့ဖော်ပြထားပါတယ်ဒီတော့တွင် PDF viewer 32ရထုတ်ပြန်ချက်အရဒေါနာတောင်တန်းပေါ်မှာတောင်တင်နေတဲ့အောင်စီရစစ်ကြောင်းကစစ်သားတွေတော်လိုင်းတပ်တွေစီမှာ ဇက်တိုက်အလင်းဝင်နေပြီးအလင်းဝင်သူအရာရှိတယောက်ပါဝင်30ကျော်နေပြီဖြစ်ပြီးလက်နက်ပါသူ10ဦးကိုကျပ်သိန်း90စီလက်နက်မပါသူတွေကိုကျပ်5သိန်းစီပေးအပ်လိုက်တယ်အားလုံးကို သုံးပန်း policy နဲ့အညီလက်ခံစောင့်ရှောက်ထားတယ်လို့ viewer 31ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်ခင်ဗျာ